အလုံးမင်္ဂလာပါလို့ Mommy's Crying Tale Channel ကနေကြိုဆိုလိုက်ပါရစေ။ဒီဇလန်းကိုတင်ပြရခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့လူတဦးပျောက်ဆုံးမှုတစ်ခုရဲ့နောက်ွယ်မှာရှိနေတတ်တဲ့မရေရာမှုတွေမိသားစုမိတ်ဆွေတွေရဲ့စိုးရင်ပူပန်မှုတွေကိုမြီးမောင်းထိုးပြလိုတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။တာမန်ကျောင်းသားလူငယ်လေးတယောက်ရဲ့ပစ္စည်းတွေကတံတားပေါ်မှာတွေ့ရှိရာကနေမှဖြစ်ပေါ်လာတဲ့စုံစမ်းစစ်ဆေးမှုတွေနဲ့အဲ့ဒီခေတ်အခါတုန်းက လူမှုဝင်းကျင်အခြေအနေတွေကိုပြန်ပြောင်းတတိယစေဖို့ရည်ရွယ်ပါတယ်။ကမ္ဘာပေါ်မှာအသွားအလာအများဆုံးတံတားရေးတစ်စီးတည်းကတစ်ခုဖြစ်တဲ့ညူယောက်မြို့မှာရှိတဲ့ George Washington တံတားပေါ်မှာပိုင်ရှင်မဲ့ပတ်စံရေးတစ်ခုနဲ့ဖုံးတလုံးကိုတွေးရှိခဲ့ရကနေပြီးတော့ဒီပဟေဒီဆန်နဲ့ဇလန်းစတင်ခဲ့တာပါ။ဒီပစ္စည်းပိုင်ရှင်ကတော့အသက်16နှစ်အရွယ်တက္ကသိုလ်ကျောင်းသားလေးတေလာကလမတ်တီဖြစ်ပြီးတော့သူကိုယ်တိုင်ကတော့ပျောက်ဆုံးနေတယ်။သူ့ကိုရှာဖွေဖို့ရဲတပ်ဖွဲ့တွေရဲ့ကြိုးပမ်းမှုတွေနဲ့ အခန်းဖော်ဖြစ်သူရဲ့ထွက်ဆိုချက်တွေက TPS ကိုပို့ပြီးတော့စိတ်ဝင်စားဖွယ်ဖြစ်လာစေခဲ့ပါတယ်2010ခုနှစ်စက်တင်ဘာ22ရက်နေ့ဗုဒ္ဓဟူးနေ့ည9:00ဝန်းကျင်လောက်မှာ နယူးဂျာစီနဲ့နယူးယောက်ကိုဆက်သွယ်ထားတဲ့ဂျော့ဂျ်ဝါရှင်တန်တံတားကြီးရဲ့တောင်ဘက်ကလူသွားလမ်းမှာလမ်းလျှောက်နေတဲ့သူတအူးကပိုင်ရှင်မဲ့ပတ်စံကြီးတစ်ခုနဲ့လက်ခံဖုံးတစ်လုံးကိုတွေ့ရှိခဲ့ပါတယ်။ဒီတံတားကြီးကအပေါ်အောက်ပေါ့နော်နှစ်ထပ်ရှိပြီးတော့ယင်ကြော၁၄ကြောနဲ့ကဘာပေါ်မှာကားအသွားအလာအများဆုံးတံတားကြီးတစ်ခုလည်းဖြစ်တယ်။ ပတ်စံရီထဲမှာတော့ Regus တက္ကသိုလ်ကအသက်16နှစ်အရွယ်ကျောင်းသား Taylor Clement ရဲ့ရင်မောင်းလိုင်စင်နဲ့ကျောင်းသားကတ်ကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့ Taylor ကိုတော့ဘယ်နားမှမရှာမတွေ့ခဲ့ဘူး။တာဝန်ရှိတဲ့သူတွေက Taylor ရဲ့မိဘတွေဖြစ်တဲ့ Joe နဲ့ Jane တို့ကိုဆက်သွယ်ခဲ့တယ်။မိဘတွေခင်ဗျာမှာလည်းသားဖြစ်သူရဲ့ပစ္စည်းတွေတရားပေါ်ရောက်နေတာကိုနားမလည်နိုင်ဖြစ်ပြီးတော့ဒါကနောက်ပြောင်မှုတစ်ခုပဲလားလို့တော့ထင်ခဲ့ကြတယ်။ သူတို့က Regus တက္ကသိုလ်ချက်ချင်းပဲအကြောင်းကြားတယ်။တေလာနေထိုင်တဲ့အကြောင်းဝန်လေးကဆိုရင်မြို့ငယ်လေးတစ်မြို့လိုမျိုးပေါ့နော်။ကျဲဝန်းပြီးရောကိုပိုင်ရဲတပ်ဖွဲ့တော်မှ ရှိပါတယ်။ကျောင်းရဲတပ်ဖွဲ့ဝင်2ဦးကတေလာနေထိုင်တဲ့ David Sensi အဆောင်ကိုည9:00နာရီခွဲလောက်မှာရောက်သွားခဲ့တယ်။သူတို့ရဲ့ရွယ်ချက်ကတော့လူပြောက်တိုင်ချက်ဖွင့်တာမျိုးမဟုတ်သေးပဲနဲ့ကျောင်းသားအစဉ်ပြေးလာဆိုတာကိုသွားကြည့်အောင်တတ်တတ်ပါပဲ။ များသောအားဖြင့်တော့ဒီလိုစစ်ဆေးမှုတွေမှာကျောင်းသားတွေကတငယ်ချင်းအခန်းရောက်နေတာမျိုးတွေပဲဖြစ်တတ်ပါတယ်။ရဲတွေကတေလာရဲ့အခန်းနံပါတ်30တကားကိုခောက်လိုက်တဲ့အခါမှာတော့သူ့ရဲ့အခန်းပေါ်ဖြစ်တဲ့ Darren Ravi ကတကားလာဖွင့်ပေးတယ် ရာဗီကအိပ်ပျော်နေတော့ပေါ့နော်ဗျုံစားကြီးထလာပုံလဲရတယ်အခန်းထဲမှာတော့ထူခြားမှုမရှိသလိုတေလာလည်းရှိမနေပါဘူးရာဗီပြောပြတာကတော့ညနေ၄နာရီခွဲ၅နာရီလောက်မှာတေလာအခန်းကိုပြန်လာပြီးတော့စာအုပ်လွယ်အိတ်ကိုပေါ့နော်မှွေနောက်ရှာဖွေနေတယ်ပြီးတော့အိတ်ကိုထားခဲ့ပြီးတော့ပြန်ထွက်သွားတယ်လို့ဆိုပါတယ်ရာဗီကတော့သူ့ရဲ့အခန်းပေါ်ကညစာသွားစားတယ်လို့ပဲထင်ခဲ့တာပါယေရီက တေလာမှာပေါ့နော်ထူးခြားတဲ့အမူအရာတွေအသွာအလာတွေရှိသလားလို့မေးတဲ့အခါမှာတော့ရာဗီကပုံမှန်မဟုတ်တဲ့အချက်တခုကိုတတိယသွားတယ်။အဲ့ဒါကတော့လွန်ခဲ့တဲ့နှစ်ရက်တနင်္ဂနွေနေ့တုန်းကတေလာနဲ့သူနဲ့နေတယ်ပေါ့နော်ဒီအခန်းထဲကို အမျိုးသားတယောက်လာလေပြီးတော့ညအိတ်သွားတဲ့ကိစ္စပါပဲ။ရာဗီရဲ့အဆိုအရတော့အဲ့ဒီမျိုးသားက ကျောင်းသားအရွယ်မဟုတ်ဖဲနဲ့ပေါ့နော်အသက်ခက်ကြီးကြီးလူကောင်ခက်ဝါဝသပင်တိုးတိုးမုတ်စိတ်မိုးရီနဲ့ဆိုပြီးတော့သူကပြောပြခဲ့တယ်မနဲ့မိုးလင်းတော့အဲ့ဒီလူကပြန်သွားပြီဖြစ်လို့ပေါ့နော်ရာဗီအနေနဲ့ကအဲ့ဒီလူဘယ်သူလဲနာမည်ဘယ်သူလဲဆိုတာကိုဘာမှမသိလိုက်ရဘူးရဲရရှိတွေနဲ့တေလာရဲ့အခန်းပေါ်ဒါရန်တို့ရဲ့တွေ့ဆုံမှုက9မိနစ်တောင်မပြည့်ခဲ့ပါဘူးဒါရန်ကရဲအရာရှိတွေကိုရင်းရင်းကျေးကျေးပူးပေါင်းဆောင်ရွက်ခဲ့တဲ့အတွက်ကြောင့်ရဲတွေဘက်ကလည်းတိတ်ပြီးတော့တန်တရာမဝင်ခဲ့ကြပါဘူး အဲ့ဒီအချိန်အထီတော့အခြေအနေတွေကအရန်ကြီးစိုးရင်စရာမလိုဘူးလို့ယူဆထားတဲ့အတွက်ကြောင့်ရဲတွေကမှတ်စုရေးရာတွေတက်သေးရှာရာတွေနောက်ပြီးတော့အခန်းကိုအသေးစိတ်စစ်ဆေးတာမျိုးတွေဘာမှမလုပ်ခဲ့ပါဘူးတေလာတာပြန်ရောက်ရင်ဒါမှမဟုတ်ရင် တခုခုထူးခြားရင်ပေါ့နော်အကြောင်းပြန်ဖို့ပြောပြီးတော့ပြန်ထွက်သွားကြတယ်တေလာကအဆောင်ကိုရောက်တာ၃ဘက်လောက်ပဲရှိသေးတဲ့အတွက်ကြောင့်အခြားចောင်းသားတွေကသူ့ကိုတိတ်ပြီးတော့မတိကြဘူးတိတဲ့လူတွေကတော့တေလာကိုမျက်မှန်လေးနဲ့ပေါ့နော်ပြုံးပြော်နေတတ်ပြီးတော့အဆောင်မှာအဆက်အကြောက်အကြီးဆုံးចောင်းသားလို့လည်းမှတ်ချက်ပြုကြပါတယ်တနင်းခွေနေ့ညကလာသွားတဲ့ဧည့်သည်အမျိုးသားရဲ့အကြောင်းကိုလည်းဘယ်သူကမှမတိကြဘူးစောင်းကြည့်ကင်မရာတွေကိုလည်းချက်ချင်းရဲတွေကပြန်မကြည့်ခဲ့ကြပါဘူး တေလာပျောက်ဆုံးသွားတယ်ပေါ့နော်နေတလျှောက်လုံးမှာသူစီကဘာထူးခြားမှုမတော့မတွေ့ခဲ့ရဘူးမနက်ခင်းကဆိုရင်လေသူ့ရဲ့အမေနဲ့ပေါ့နော်ဖုံပြောနေတုန်းကဆိုရင်လေပုံမှန်အတိုင်းမဲအေးအေးဆေးဆေးပဲညနေပိုင်းသူတက်ကတူတန်ဆုံတီးဝိုင်းမှာတရောသွားပြီးတော့အထိုးနေတုန်းကဆိုရင်လေတခြားသူတွေနဲ့ပျော့ပျော့ရွှင်ရွှင်စကားပြောခဲ့ပါသေးတယ်အခမဲတရောတင်တန်းတက်ခွင့်ပေါ့နော်ရတဲ့အတွက်လေတေလာကဝမ်းခံနေခဲ့တယ် ဒါပေမဲ့ရက်အနည်းငယ်ကြာလို့တေလာပြန်မရောက်လာတော့တဲ့အခါကျောင်းဝင်းထဲမှာကောလာဟလာတွေစပြီးတော့ထွက်လာတယ်။တနင်္ဂနွေနေ့ညကလာသွားတဲ့အမျိုးသားနဲ့ပတ်သက်နေမလားဆိုပြီးတော့လည်းတန်တရားဝင်စရာတွေဖြစ်လာတယ်။ရှာဖွေရေးတွေလုံနေရင်းထဲမှာစိတ်နှလုံးကြေကွဲစရာတဲလွန်စားတစ်ခုကိုတွေ့လိုက်ရတယ်။တေလာပြောက်ဆုံးမသွားခင်ကမှသူ့ရဲ့ဖုန်းထဲကနေပြီးတော့ Facebook application ကို download ဆွဲပြီးတော့ state တက်တစ်ခုတင်သွားခဲ့တာအဲ့ဒီစာသားကတော့ ဂျော့ဝါရှင်တန်တံတားဘော်ကနေသူခုန်ချလိုက်ပါပြီတောင်းမှန်ပါတယ်အဲ့လိုရေးထားတာအဲ့တော့တေလာကလမက်တီဆိုတာကဘယ်လိုလူမျိုးလေးလဲဆိုတော့တေလာကနယူးဂျာစီပြည်နယ်ရဲ့အကြီးဆုံးနဲ့အကောင်းဆုံး Regus တက္ကသိုလ်မှာပညာသင်ကြားဖို့စိတ်အားထက်သန်နေတဲ့လူငယ်လေးတစ်ယောက်ပါ သူက ရှေးရိုးဆန်တဲ့ပေါ့နော်စိတ်ထားရှိရတူဖြစ်ပြီးတော့လူငယ်ပီပီခစ်ပေါ်အရာတွေထက်ပေါ့နော်ဂီတလိုပြဆက်တို့နောက်ပြီးတော့ဥယင်စိုက်ပြိုးတာနဲ့ချက်ပြုတ်တာတွေကို ပို့ပြီးတော့ဝါသနာပါတဲ့သူဖြစ်တယ်။အပေါင်းအသင်းလဲနေပြီးတော့တတိပုဂ္ဂလနေတတ်ပေမဲ့ပေါ့နော် လူတွေကတော့သူ့ကိုတယောက်တည်းနေခြင်းနဲ့သူဆိုပြီးတော့အထင်မှားမှာကိုတော့တေလာအမြဲတမ်းစိုးရင်တက်ပါတယ်။နောက်ပြီးတော့သူ့မှာထူးခြားတဲ့ပါရမီတစ်ခုရှိတယ်။အဲ့ဒါကတော့တယောထိုးတာပါပဲ။ အဲစကားနေပြီးတော့အချက်အကျောက်ကြီးတယ်ပေါ့နော် တေလာကတယောထိုးတဲ့အခါမှာတော့ယုံကြည်မှုအပြည့်နဲ့သူတောက်ပနေတတ်တယ်။သူ့ရဲ့တယောတန်ကဆိုရင်လေသူ့ရဲ့စကားတန်မှာပဲအထက်တန်းကျောင်းသားအရွယ်မှာပဲ profession တွေနဲ့ဒန်းတူတီးခတ်နိုင်လောက်အောင်ထူးချွန်ခဲ့တဲ့သူပါ။တက္ကသိုလ်ရောက်တော့လေပထမနှစ်ကျောင်းသားဖြစ်ပါလျက်နဲ့ပေါ့နော်။ senior တွေဘွဲ့လွန်ပါရကူကျောင်းသားတွေသာပါဝင်ခွင့်ရတဲ့တက္ကသိုလ်ရဲ့အဓိကတန်ဆောင်တီးဝိုင်းကြီးမှာ ရွေးချယ်ခံခဲ့ရသူလည်းဖြစ်ပါတယ်အဲ့တော့တက္ကသိုလ်ကဒေလာနဲ့အတူနေဖို့ပေါ့နော်ဂျာပန်ရွေးချယ်ပေးလိုက်တဲ့အခန်းပေါ်ကတော့ဒါရန်ရာဗီပါဒေလာကနီးပညာအပိုင်းမှာအားနေပြီးတော့လူမှုကွန်ရက်တိတ်ပြီးတော့မသုံးပေမဲ့ပေါ့နော်ဒါရန်ကတော့ဒေလာရဲ့အဆန့်ကျင်ဘက်ပါပဲဒါရန်ရဲ့မိသားစုကအိန္ဒိယနိုင်ငံကနေပြောင်းရွှေ့လာတဲ့ချမ်းသာတဲ့မိသားစုဒါကြောင့်မဲအထက်တန်းចောင်းသားဘဝမှာရင် BMW ကားကိုဒါရန်မောင်းနိုင်တဲ့အခြေအနေရှိပါတယ် သူကနီးပညာကျွမ်းကျင်တဲ့သူ Twitter မှာ post ပေါင်းပေါ့နော်2000ကျော်တင်ထားတဲ့သူသူ့ကိုယ်သူလည်းယုံကြည်မှုလွန်ကဲပြီးတော့တငယ်ချင်းအပေါင်းအသင်းတွေများတဲ့သူတစ်ယောက်ပါကွန်ပျူတာတက်စင်တာတွေဂိမ်းဆော့တာတွေတငယ်ချင်းတွေနဲ့အချိန်ဖြုန်းတာတွေလုပ်တတ်တဲ့ဒါရန်ကတေလာနဲ့ဇယိုက်ချင်းလုံးဝဆန့်ကျင်ဘက်ပါပဲဒီတော့ဒီလိုမျိုးမတူညီရဲပေါ့နော်လူငယ်နှစ်ယောက်ကအခန်းတစ်ခုထဲမှာအတူဆုံတွေ့ရာကနေဝမ်းနဲ့ဖွေရာဇလန်းတစ်ပုတ်စတင် လာခဲ့တော့တာပါပဲ။ဒါရန်ရာဗီကဒေလာနဲ့လုံးဝဆန့်ကျင်ဘက်ပါပဲ။သူကចောင်းသားဘဝတစ်လျှောက်လုံးမှာလူမှုရေးပွဲတွေ၊အားကစားပွဲတွေနဲ့ပါတီတွေမှာတက်ကြွစွာပါဝင်ခဲ့တဲ့သူပါ။သူ့ရဲ့မိဘတွေကလည်းစာတော်ပြီးတော့ဒီလိုမျိုးလူချစ်လူခင်ပေါများတဲ့သားဖြစ်သူအတွက်အယံဂုံယူခဲ့ကြပြီးတော့အထက်တန်းចောင်းရဲ့ပေါ့နော်။ year book မှာတော့စူတောင်းစာတွေသူ့ရဲ့သားအတွက်ရေးပေးခဲ့ကြပါတယ်။ ဒါပေမဲ့ online ကဘာမှာတော့ဒါရန်ကတလွဲစပင်ကောင်းပြီးတော့မာနကြီးရဲ့သူတယောက်။ကောင်မလေးတယောက်ကသူ့ကိုလူတိုင်းအပေါ်ပေါ့နော်မကျင်နာတတ်တဲ့သူလို့ပြောဘူးတလို့ဒါရန်ကိုရိုင်းကလည်း phone spring ဆိုတဲ့ website မှာငါကောငါကလွဲပြီးရောဘသူကမှမချစ်ဘူးငါကလူမိုက်ဖြစ်နေရင်တောင်မှငါကရေလဲမိုက်နေတော့မဲဆိုပြီးတော့မန်တက်ခဲ့တဲ့သူလည်းဖြစ်ပါတယ်ဒီလိုနဲ့2010 August 28ရက်နေ့အဆောင်ပြောင်းရွှေ့လာတဲ့နေ့မှာသူတို့နှစ်ယောက်ပေါ့နော်ပထမဦးဆုံး တွေ့ဆုံခဲ့ကြတယ်။တီလာကတော့သူ့ရဲ့မိဘတွေနဲ့အရင်ရောက်နှင်ပြီးတော့အခန်းရဲ့ဘေဘက်အချမ်းကိုယူလိုက်တယ်။သူတို့အပြင်ထွက်ပြီးတော့ပြန်ဝင်လာတော့ဒါရန်နဲ့ဒါရန်မိသားစုကတော့အခန်းထဲမှာရောက်နေပြီးဒါရန်ကကွန်ပျူတာတက်ဆင်ဖို့ပဲပေါ့နော်။သူအာယုံစိုက်ပြီးတော့လုံပန်းနေတဲ့အတွက်ကြောင့်ဒါရန်ရဲ့အဖေကနေပြီးတော့ဒါရန်ကိုတတိပေးလိုက်မှတီလာတို့မိသားစုကိုဒါရန်ကနှုတ်ဆက်တာပါ။အခန်းထဲမှာလည်း မိဘတွေပြန်သွားပြီးတော့ပေါ့နော်သူတို့နှစ်ယောက်တည်းကြံခဲ့တဲ့အချိန်မှာဆိုရင်အခြေအနေတွေကအရန်ကိုအေးဆက်နေခဲ့တယ်။တေလာကသူ့ရဲ့တငယ်ချင်းဟန်နာစီကိုစားဖို့ပြီးတော့ငါတို့နှစ်ယောက်တည်းဘေးချင်းရှင်ပြီးတော့ပေါ့နော်ထိုင်နေပေမဲ့စကားတစ်ခုမှမပြောကြဘူးဆိုပြီးတော့လည်းညီးတွားခဲ့တယ်။အခန်းကိုဒါရန်စီစဉ်တဲ့ပုံကလည်းတေလာကိုစိတ်ဒုက္ခရောက်စေတယ်။ဒါရန်ကသူ့ရဲ့အဝတ်ဗီဒီယိုကိုပေါ့နော်ကွယ်ပြီးတော့အဝတ်လဲနေရာတီးတန့်လောက်ထားပေမဲ့ဒါရန်ရဲ့ ကွန်ပျူတာစပွဲကတော့နေရံဘက်ကိုကတ်ထားတယ်။ပြဿနာကအဲ့ဒီသူ့ရဲ့ကွန်ပျူတာအပေါ်က webcam ကတေလာရဲ့ဂဒင်ဘက်ပေါ့နော်။အဲ့ဒီနေရာကိုတက်တက်ကြီးလှည့်ထားသလိုဖြစ်နေတာ။တေလာကသူငှားကိုစောင့်ကြည့်နေတယ်လို့ခန့်စားရတယ်လို့တငယ်ချင်းကိုပြောပြခဲ့တယ်။နောက်ပြီးတော့တေလာရဲ့တငယ်ချင်းကတေလာကိုပေါ့နော်အခန်းပေါ်နဲ့သွားစကားဆပြီးတော့ပြောဖို့စူးစမ်းဆိုပြီးတော့သူကနေပြီးတော့အကြံဉာဏ်ပေးခဲ့ပေမဲ့ တေလာတကယ်တမ်းပြောဆိုတဲ့အခါမှာတော့ဒါရန်ရဲ့နာမည်ကိုပေါ့နော်အတန်ထွတ်အမားမှာစိုးရင်ဒါရောနောက်ပြီးတော့ဒီအခြေအနေကနေပြီးတော့ပို့ပြီးတော့စိုးွားတဲ့အခြေအနေရောက်သွားမှာကိုသူကြောက်တဲ့အတွက်ကြောင့်ရောပေါ့နော်နှုတ်ဆက်ပြီးတော့နေခဲ့တယ်တကယ်တော့တေလာကဒါရန်ရဲ့ဤပညာကျွမ်းကျင်မှုကိုအထင်ကြီးနေခဲ့တာပါဒါရန်ရေးဆွဲထားတဲ့ Javix ဆိုတဲ့အတန်နဲ့ပေါ့နော်ထိန်းချုပ်နိုင်တဲ့ AI program ကိုတေလာသဘောကျခဲ့တယ် ဒါရန်ကနောက်ပြီးတော့အဲ့ဒီအခန်းထဲမှာတိတ်ပြီးတော့မနေဘဲနဲ့အပြင်နေအရန်ထွက်ပြီးတော့ပေါ့နော်ညာဘက်တွေဆိုရင်လည်းနောက်ကျမှပြန်လာတတ်တယ်။အဲ့ဒါကိုတော့မှတေလာကနေပြီးတော့ငါ့ကိုတီးတက်အချိန်ပေးခြင်းလို့ထွက်သွားပေးတာနေမှာပါ။သဘောကောင်းလိုက်တာဆိုပြီးတော့အကောင်းမြင်ပေးခဲ့တယ်။ဒါပေမဲ့တကယ်တမ်းမှာတော့သူတို့နှစ်ယောက်ကတယောက်နဲ့တယောက်ပေါ့နော်လစ်လူရှူထားတဲ့အခြေအနေမှာပဲရှိပါသေးတယ်။နောက်ပြီးတော့တေလာမတိလိုက်တဲ့အချက်ကတော့ပေါ့နော်သူတို့မတွေ့ခင်ရက်ပိုင်း လောက်ခတဲ့ကဒါရန်ကတေလာရဲ့အကြောင်းကိုအွန်လိုင်းမှာစုံစမ်းပြီးတော့နှောက်ရက်နေခဲ့ပြီးပြီဖြစ်တယ်ဆိုတာပါပဲဒါရန်ကအဆောင်လျှောက်လာမှာပါတယ်ပေါ့နော်တေလာရဲ့အီးမေးလ်ကိုတုံးပြီးတော့သူ့ရဲ့တငယ်ချင်းဂျေဆန်နဲ့အတူတူ Google မှာလိုက်ပြီးတော့ရှာကြည့်ခဲ့ကြတယ်အတေလာရဲ့အင်တာနက်အသုံးပြုမှုကငါးခံအကြောင်းတွေတရောအကြောင်းတွေနဲ့ညီးပညာအကူအညီပေါ့နော်တောင်းတာတွေပဲရှိရာကိုဒါရန်ကတွေ့တဲ့အခါမှာတော့ ဒီကောင်ဆင်းရဲတယ်ကွာလေငါခဆင်းရဲသားတွေကိုမုန်းနေဆိုပြီးတော့သူ့ရဲ့တငငချင်းကိုပြောခဲ့ပါတယ်ပို့ပြီးတော့ဆိုတာကတေလာကလွန်ခဲ့တဲ့၄နှစ်လောက်ကပေါ့နော် Jet S Wine ဆိုတဲ့လင်တူစိတ်ဝင်စားတဲ့ပေါ့နော် website တစ်ခုက forum မှာကွန်ပျူတာအကြောင်းဝင်မေးခဲ့ဘူးတာကိုဒါရန်ကတွေ့သွားခဲ့ခြင်းဖြစ်ပါတယ် post ကတော့ရိုးရိုးရှင်းရှင်းဖြစ်ပေမဲ့ပေါ့နော်အဲ့ဒီ website ကတော့လင်တူစိတ်ဝင်စားတဲ့သူတွေအတွက်ဖြစ်နေတာကြောင့်ဒါရန်ကသူ့ရဲ့တငငချင်း Jason ကို သွားပါပြီကွာလေငါ့ရဲ့အခန်းပေါ်ကတော့လင်တူစိတ်ဝင်စားတဲ့သူကြီးဟာဆိုပြီးတော့တုံလုံးစွာပြောဆိုခဲ့ပါတယ်အဲ့ဒီနေရာမှာကန်ဆိုးကျင်တော့ဒါရန်နဲ့ဂျေဆန်တို့က Facebook ပေါ်ကတေလာစီပီကုံးဆိုတဲ့အခြားចောင်းသားတယောက်ကို တေလာကလမက်တီဆိုပြီးတော့အထင်မှားပြီးတော့သွားကြည့်မိခဲ့ကြတယ်အဲ့ဒီပီကုံးဆိုတဲ့သူကရုပ်ရည်ချောမောပြီးတော့လူချစ်လူခင်ပေါများတယ်ပေါ့နော်လင်းသူစိတ်ဝင်စားတဲ့သူတယောက် အဲ့ဒါကိုမြင်တော့ဒါရန်တို့ကမနာလိုဝင်းဒိုစိတ်နေပေါ့နော်ဒီကောင်ကလည်း main ကလေးတငယ်ချင်းတွေကြားမှာပေါ်ပူလာဖြစ်ချင်နေတာလေပြဿနာရှာမဲ့ကောင်းဆိုပြီးတော့လောင်ပြောင်းခဲချပြန်ပါတယ်ဒါရန်ကသူ့ရဲ့မိဘတွေဒါသူ့ရဲ့အခန်းပေါ်ကပေါ့နော်ဒီလိုမျိုးလင်းဒူစိတ်ဝင်စားတဲ့သူတယောက်မှန်းတီလို့ရှိရင်ပရင်းပေါက်ကနေပြစ်ချလိုက်မယ်ဆိုပြီးတော့တောင်းရိုင်းဆိုင်စွာပြောဆိုခဲ့ပါတယ်တေလာကလမတီခမရမှာတော့သူ့နောက်ွယ်မှာသူ့ရဲ့အခန်းဖော်ဖြစ်လာမဲ့သူက သူ့ရဲ့ လင်းစိတ်ပေါ့နော်ဒီခံယူချက်နဲ့ပတ်သက်ပြီးတော့ဒီလောက်အထိစုံစမ်းစစ်ဆေးပြီးတော့လှောင်ပြောင်ထားမှန်းလုံးဝမသိခဲ့ရှာပါဘူးအဲ့တော့ဒါရန်နဲ့သူ့ရဲ့တငယ်ချင်းတွေကအစပိုင်းမှာတေလာစီပီကုန်းဆိုတဲ့လူကိုမှားပြီးတော့ပေါ့နော်တေလာကလမက်တီဆိုပြီးတော့ထင်ပြီးတော့အွန်လိုင်းမှာလဲဆက်လက်တိုက်ခိုက်နေတယ် ပီကောင်းရဲ့ပုံစံကမိန်ကလေးလိုပဲဆိုပြီးတော့ပြောဆိုသလိုအကယ်လို့ပေါ့နော်သူတို့တွေအဲကြောင်းဖွင့်လို့ဒီအခန်းမှာတူတူ share ပြီးတော့နေကြမယ်ဆိုရင် Darren အိပ်ပျော်နေလို့ရှိရင်အာရမပြုချင်းခံရနိုင်တယ်ဆိုပြီးတော့လည်းရိုင်းဆိုင်စွာပြောဆိုခဲ့ကြပါတယ်။ Darren ကအဲ့လိုလုပ်ရင်လည်းငါရဲ့ Jarvis AI ကိုပေါ့နော်တတိပေးခိုင်းလိုက်မယ်လို့တော့ရေစရာလုပ်ပြီးတော့ပြောခဲ့ပါသေးတယ်။ နောက်ဆုံးမှာတော့တကယ်အစ်စ်အမှန်တေလာကလမတီစီကနေအီးမေးပြန်စာရတဲ့အခါမှသာသူတို့လူမားပြီးတော့ပေါ့နော်သွားကြည့်ပြီးတော့အခုလိုလောင်ပြောင်နေမန်းသူတို့တွေတိသွားကြတယ်။ဒါပေမဲ့ Darren ကတေလာအစ်စ်ကိုတွေ့သွားပြီးရဲ့နောက်မှာလေသူကလည်းလင်ဒူစိတ်ဝင်စားတဲ့သူတော့လင်ဒူစိတ်ဝင်စားတဲ့သူပဲလေဒါပေမဲ့ရိုးရိုးလင်ဒူစိတ်ဝင်စားတဲ့သူကြီးပါဆိုပြီးတော့အမှတ်ချက်ပေးခဲ့သေးတယ်။ တကယ်တော့တေလာကအသက်၁၄နှစ်လောက်ခရေကပေါ့နော်သူ့ကိုယ်သူလင်တူစိတ်ဝင်စားတဲ့သူမန်းတော့တီးခဲ့တယ်။ဒါပေမဲ့အဲ့တုန်းကတော့သူလင်ကိစ္စကို စိတ်မဝင်စားတလောက်ဖြစ်နေတဲ့သူတယောက်ဒီလိုကနေတက်ကတူတက်ခန့်ဒီမှသာသူ့ရဲ့ဘဝကိုပေါ့နော်ပို့ပြီးတော့ပွန့်ပွင့်လင်းလင်းရှောက်လန်းဖို့သူကဆုံးဖြတ်ချက်ချခဲ့တာဒီလိုကနေအထက်တန်းပြီးရဲ့နောက်ညရာဒီမှာတေလာကသူ့ရဲ့မိသားစုကိုဖွင့်ပြပြခဲ့ပါတယ် ူ့ရဲ့အကိုဖြစ်တဲ့ James ကတော့နားလည်ပြီးပြီးတော့အားပေးခဲ့ပြီးမြင်မိခင်ဖြစ်တဲ့ပေါ့နော် Jane ကတော့အတော်လေးခက်ခဲခဲ့ပါတယ်။ဘာသာရေးလဲကိုင်းဆိုင်နဲ့သူမလို့ဒါဖြစ်သူရဲ့ဖြစ်တည်မှုကိုလက်ခံဖို့ပေါ့နော်သူရုန်းကန်နေခဲ့ရပြီးတော့ဒါအဲ့အတွက်လဲစိုးရင်ပူပန်ပြီးတော့အမျက်ရည်တွေကျခဲ့တယ်။မိခင်ဖြစ်သူရဲ့တုံ့ပြန်ချက်ကအရန် AT A ဆက်ဖြစ်နေရချောင်းပေါ့နော်တေလခမရမှာသူအငင်းပဲခံရတယ်လို့မျိုးလဲခံစားခဲ့ရရှာပါတယ် ဒါပေမဲ့လည်းတက္ကသိုလ်မသွားခင်မှာတော့တာမီနှစ်ယောက်စလုံးကအကောင်းဆုံးနှုတ်ဆက်ခဲ့ကြပါတယ်။ဒီလိုကနေတက္ကသိုလ်ရောက်တော့တေလာကပို့ပြီးတော့ယုံကြည်ချက်ရှိလာတဲ့ LGBTQ အဖွဲ့အစည်းတွေမှာပါဝင်လာသလို online ကနေလည်းမိတ်ဆွေတွေရှာဖွေခဲ့ပါတယ်။အရိကနေတဆင့် Michelle Bell ပေါ့နော်အမည်လွှဲထားတဲ့အသက်30အရွယ်အမျိုးသားတစ်ယောက် ਨੇ ခင်မိခဲ့ပြီးတော့ကျောင်းဝင်းထဲမှာတွေ့ဆုံဖို့ချင်းဆိုခဲ့ကြတယ်။ ပထမအကြိမ်စက်တင်ဘာ16ရက်ပေါ့နော်2010တုန်းကတေလာကအခန်းကိုတီးတက်လိုချင်နေဆိုပြီးတော့ပြောတော့ဒါရန်ကခွင့်ပြုခဲ့တယ်။ဒီလိုနဲ့3ရက်အကြာစက်တင်ဘာ16ရက်တနင်္ဂနွေနေ့ညမှာတေလာကမီရှယ်နဲ့တွေ့ဖို့ပေါ့နော်ဒုတိယအကြိမ်အခန်းဖယ်ပေးဖို့တောင်းဆိုတဲ့အခါမှာတော့အခြေအနေတွေကပြောင်းသွားတယ်။ဒါရန်ကအခန်းဖယ်ပေးမယ်လို့သဘောတူလိုက်ပြီးမယ်။သူကတခြားကိုသွားတာတော့မဟုတ်ဘူး။အဲ့ဒီအခန်းရဲ့မျက်နှာချင်းဆိုင်အခန်းကငွေချင်း ဖြစ်တဲ့ပေါ့နော် Molly Way ဆိုရဲ Molly ရဲ့အခန်းကိုသွားပြီးတော့သူနေခဲ့တာပါအဲ့ဒီအချိန်မှာ Taylor နဲ့ Michelle တို့ကအခန်းထဲကိုရောက်နှစ်နေပြီးတော့အနန်းတွေဖလဲနေကြတဲ့အချိန်မှာရုတ်တရက် Darren ရဲ့ကွန်ပျူတာ webcam ပေါ့နော်မီးရစိမ့်ပြီးတော့လင်းလာတယ်ဒီတော့ဘသူမှမထိပဲနဲ့ဒီ webcam ကြီးကပွင့်လာတာကို Taylor တို့ကလန့်သွားကြတယ်ဒါနဲ့ Taylor ကကင်မရာသွားကြည့်တော့မီးရတော့ပြန်ပိတ်သွားတယ်တကယ်တော့ဒါကတစ်ဖက်ခမ်းမှာရောက်နေတဲ့ Darren က မော်လီရဲ့ကွန်ပျူတာကနေတဆင့်သူ့ရဲ့အခန်းကပေါ့နော်ဝက်ကင်မရာကိုဖြန့်ပြီးတော့တေလာတို့ရဲ့ပုံကိုရေးလှုပ်ဝက်ချက်ကို ခိုးကြည့်နေတာပဲဖြစ်ပါတယ်ဒီလိုနဲ့မီရှယ်ပြန်သွားပြီးရဲ့နောက်မှာနောက်တစ်နေ့မှာပေါ့နော်တေလာကဒါရန်ရဲ့ Twitter ကိုဝင်ကြည့်လိုက်တဲ့အခါမှာတော့သူ့ဘဝကိုဇောက်ထိုးမိုးမြော်ဖြစ်သွားစေမယ့်အစသားတစ်ခုကိုတွေ့လိုက်ရတယ်အခန်းပေါ်ကသကောင်ချင်းအတီအခန်းလိုချင်နေဒါနဲ့ငါလဲမော်လီအခန်းထဲသွားပြီးတော့ webcam ကိုလှမ်းဖွင့်လိုက်တယ် အဲ့လိုရေးပြီးတော့သူ Twitter မှာတင်ထားတာအဲ့တော့ Darren ကသူ့ရဲ့အခန်းပေါ်ရဲ့ပေါ့နော်အိတ်ခန်းအတွင်းကလိုအပ်ချက်တွေကိုခိုးကြည့်ယုံတယ်မကဘူး online မှာပါလူသိရှင်ကြားခြားပြလိုက်တာပဲဖြစ်ပါတယ်အဲ့တော့ Molly Way က Darren ရဲ့တငယ်ချင်းဖြစ်ပေမဲ့ပေါ့နော် Darren ရဲ့လေကြီးလေကျယ်ပြောတတ်တဲ့အကျင့်ဥပမာ Darren ကသူ့ကိုသူနာမည်ကြီးတယ်အာကစားထူးချွန်တယ်ဆိုပြီးတော့လိန်ညာပြောဆိုခဲ့တဲ့ပေါ့နော်အရင်တော့က ဒီလိုအပြုမူတွေရှိခဲ့ဘူးတဲ့အတွက်ကြောင့်ဒါရန်အပေါ်မှာအပြည့်အဝတော့အထင်မကြီးဘူးဒါပေမဲ့ဖြစ်ချင်တော့အဲ့ဒီတနင်းခွင်ညမှာသူတို့နှစ်ယောက်ပေါင်းပြီးတော့တေလာရဲ့ဘွားကိုဖျက်ဆီးမဲ့လောက်ရဲ့ကြီးတစ်ခုကိုကျူးလွန်မိခဲ့ကြပါပြီဒါရန်ကသူ့ရဲ့တငယ်ချင်းမော်လီကိုတောင်ပေါ့နော်သူဘလောက်ထူးချွန်ကြောင်းလိန်ညာပြောဆိုလေးရှိပါတယ်ဒါကြောင့်လဲမော်လီကသူ့ကိုလိန်ညာရဲ့သူလို့သတ်မှတ်ပြီးတော့အဆက်အသွယ်ဖျက်ခဲ့ပူးတယ်ကန်ဆိုးချင်တော့ သူတို့နှစ်ယောက်ကတက္ကသိုလ်မှာအဆောင်တစ်ခုတည်းဖြစ်ချင်တော့အခန်းမျက်နှာချင်းဆိုင်မှာပြန်ပြီးတော့ဆုံတွေ့ခဲ့ကြတာဒီလိုကနေနောက်ပိုင်းမှာသူတို့ပြန်ပြီးတော့အဆင်ပြေသွားပြီးတော့အဲဒီဆက်တင်ဘာပေါ့နော်၁၉ရက်တနင်္ဂနွေနေ့ညမှာဒါရန်ကမော်လီရဲ့အခန်းထဲကိုရောက်ရှိသွားခဲ့ခြင်းပဲဖြစ်ပါတယ်ဒါရန်ကဆိုရင် အထက်တန်းကျောင်းသားဘဝကလေးကအခုလိုမျိုးပေါ့နော်ဝက်ကင်မရာတွေကိုအဝေးကနေထိန်းချုပ်တဲ့နီးပညာကိုစမ်းသပ်ခဲ့တဲ့သူပါ ။သူ့ရဲ့တငယ်ချင်းတွေရဲ့ကွန်ပျူတာမှာတော့မှသူရေးထားတဲ့ spyware တွေကိုထည့်ပြီးတော့စမ်းသပ်ခဲ့ပူပါတယ်။အခုအခါမှာတော့သူက Molly ရဲ့ကွန်ပျူတာကနေသူ့အခန်းထဲကကွန်ပျူတာကိုအိုင်ချက်ကနေတဆင့်ပေါ့နော်။ video call ခေါ်ဆိုလိုက်တယ်။သူရဲ့ကွန်ပျူတာကိုအလိုအလျောက်ပေါ့နော်လက်ခံနိုင်အောင် auto accept ကြိုတင်သတ်မှတ်ထားတဲ့အတွက်ကြောင့်အခန်းထဲမှာဘာအတန်းဘာအချက်ပြမှုမှမပေါ်ဘဲနဲ့ကင်မရာကပွင့်သွားပါတယ် မော်နီတာကလည်းပိတ်ထားသလိုဖြစ်နေတဲ့အတွက်ကြောင့်တေလာတို့ဘာမှမသိလိုက်ပါဘူးအဲ့တော့ဒါရန်ကမော်လီရဲ့ laptop ကနေတဆင့်သူ့ရဲ့အခန်းထဲမှာပေါ့နော်တေလာနဲ့အမျိုးသားတယောက်အနမ်းဖလှယ်နေတာကိုမြင်တွေ့လိုက်ရတာပါအဲ့နောက်မှာတော့ဟစ်ကောင်တွေလေငါအခန်းပေါ်ကတကယ်လင်းတူစိတ်ဝင်စားတဲ့သူကြီးกว่าဆိုပြီးတော့ဒါရန်ကအံ့အားသင့်စွာရေရွတ်ခဲ့တယ်ဒါရန်နဲ့မော်လီတို့ကသူတို့မြင်လိုက်ရတဲ့မြင်ကွင်းကိုမသိချင်အောင်စောင့်မယ်ဆိုပြီးတော့သဘောတူခဲ့ကြပြီမြင် ဲ့ဒီသဘောတူညီချက်က5မိနစ်တောင်မကြာလိုက်ပါဘူးဒါရန်ကမော်လီရဲ့ laptop ကိုသုံးပြီးတော့ Twitter ပေါ်မှာအစောနာကလိုပဲပေါ့နော်စာကိုရေးပြီးတော့တင်လိုက်တယ်အခန်းပေါ်ကညတကောင်အထိအခန်းလိုချင်နေငါမော်လီအခန်းထဲကနေ web ကလမ်းဖွင့်လိုက်တယ်သူ့ကောင်လေးတယောက်နဲ့ဖက်နှမ်းနေတာကိုတွေ့လိုက်ရတယ်ဆိုပြီးတော့ရေးတင်လိုက်တာအဲ့ဒီစာကြောင့်ပဲဒါရန်ရဲ့တငင်ချင်းတွေနဲ့အဆောင်မှာနေတဲ့ចောင်းသူចောင်းသားတွေကြားမှာအဲ့ဒီသတင်းကပြန့်နှံ့သွားပါတယ် မော်လီရဲ့အခန်းထဲကိုចောင်းသားတွေရောက်လာပြီးတော့ဆက်ဆူကြတယ်။တချို့ကဆိုရင်နောက်တစ်ခေါက်ထပ်ပြီးတော့ဖြွင့်ကြည့်ဖို့တိုက်တွန်းကြတဲ့အခါမှာမော်လီကထပ်ပြီးတော့ဖြွင့်လိုက်ပြန်ပါတယ်။အဲဒီတခါမှာတော့တေလာတို့အင်ကြီးချွတ်ထားတဲ့အဆင့်အထိရောက်နေပါပြီ။ဒီလိုနဲ့မော်လီကကင်မရာဖြွင့်တာပေါ့နော်။မှာသွားပြီးတော့မီးအစိမ့်လေးကလင်းသွားတယ်။အဲဒီခါမှာတေလာ တတိထာမိသွားပြီးတော့လာကြည့်တဲ့အခါမှာတော့သူတို့ချက်ချင်းပဲပြန်ပိတ်လိုက်ရပါတယ်။နောက်တစ်နေ့မှာတေလာကဒါရန်ရဲ့ Twitter ကိုမြင်သွားပြီးတော့ဖြစ်စဉ်တစ်ခုလုံးကိုသဘောပေါက်သွားတယ်။သူကသူ့ရဲ့တငယ်ချင်းဟန်နာကိုပြောပြပြီးတော့တိုင်မင်းနဲ့ဟန်နာကဒေါသထွက်ပြီးမြင်တေလာကတော့ဒါရန်၅စက္ကန့်လောက်ပဲကြည်တာပါလေရပါတယ်ဆိုပြီးတော့သူအဖြစ်မှန်ကိုပေါ့နော်လက်မခံချင်းတလို့မျိုးသူ့ဟာသူဖြည့်သိမ့်နေခဲ့တယ်။ဒါပေမဲ့ဟန်နာကပြောပြတယ်သူကကြည်ုံတင်ကြည်တာမဟုတ်ဘူးနော် တကဘာလုံးတိအောင်ပြောလိုက်တာနော်ဆိုပြီးတော့ထောက်ပြမှာတေလာကလည်းအေးလေသူကလူယုံမာကောင်းမဲဆိုပြီးတော့သူအဖြစ်မှန်ကိုလက်ခံလာတယ်ပေါ့နော်တီလာကဒါရန်ရဲ့ Twitter ကို38ကြိမ်တိတိပြန်ဝင်ကြည့်ခဲ့ပါတယ်။ညတနားရီလောက်မှာတက္ကသိုလ်ရဲ့စီမင်းစည်းကမ်းချက်တွေကိုတီလာရှာဖွေဖတ်ရှုပြီးတော့သူ့ရဲ့အခန်းပေါ်ကဥပဒေချိုးဖောက်တာတေချာပြီးဆိုတာကို သိလိုက်ရတယ်။ဒါပေမဲ့သူကအကြီးအကျယ်ပေါ့နော်။တိုင်ကြားရမှာကိုတော့ကြောက်လန့်နေခဲ့တယ်။ ဒီလိုနဲ့နောက်ဆုံးမှာတော့မနက်၄နာရီလောက်မှာတေလာကကျောင်းရဲ့အဆောင်ဌာနကိုအခန်းပေါ်က webcam နဲ့ကျွန်တော်ကိုချောင်းကြည့်နေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့အခန်းပြောင်းပေးဖို့ပေါ့နော်တယောက်ခန်းလျှောက်ထားဖို့ကိုသူဆုံးဖြတ်လိုက်ပါတယ်။ဒါကသူ့ဘက်ကပထမဦးဆုံးနဲ့နောက်ဆုံးသောတုံ့ပြန်မှုဖြစ်လာပါတော့တယ်။ပထမအကြိမ် webcam နဲ့ချောင်းကြည့်ခံရပြီးတဲ့နောက်မှာတေလာက online အကြံဉာဏ်တောင်းတဲ့ forum တွေမှာလည်းရင်ဖွင့်ခဲ့ပါတယ်။လူတွေကအဆောင်မှုကိုတိုင်ဖို့တိုက်တွန်းကြပြီးမြသူကအကြောက်ရွံ့နေခဲ့တယ်။ဒီလိုကနေတေလာကသူ့ရဲ့အဖော်ပေါ့နော် Michelle Bell ကို September 22ရက်နေ့အင်ကာနေ့ညမှာထပ်မံဖိတ်ခေါ်ဖို့ဆုံးဖြတ်ခဲ့တယ်။ Darren ကိုအခန်းဖယ်ပေးဖို့တောင်းတော့ Darren ကပြဿနာမရှိဘူးဆိုပြီးတော့ပြန်ပြောတယ်။ဒါပေမဲ့တကယ်တမ်းမှာ Darren ကအကြီးအမားဆုံးရုံမာမှုတစ်ခုကိုချန်စီနေခဲ့တာပါ။ ူကအဲ့ဒီညမှာတေလာနဲ့ပေါ့နော်တေလာရဲ့ဧည့်သည်နဲ့လှုပ်ရှားမှုတွေကို Twitter ပေါ်ကနေတိုက်ရိုက် live stream ပို့စီစဉ်နေခဲ့တာပါအိုက်ချက်မှာရှိတဲ့သူတိုင်းလေည9နာရီခွဲကနေ12နာရီကြာငါ့ကိုဗီဒီယိုကောခေါ်ဖို့စိန်ခေါ်တယ်လေဟုတ်တယ်လေထပ်ဖြစ်လာအောင်ပါပဲဆိုပြီးတော့ဒါရန်ကတွစ်တင်ခဲ့ပါတယ်သူရဲ့တငငချင်းတွေကိုလည်းအရက်ဝယ်ထားလက် viewing party လုပ်ကြမယ်ဆိုပြီးတော့ဖိတ်ခေါ်ခဲ့ပါသေးတယ်။အခန်းထဲကကွန်ပျူတာ webcam ကို တေလာရဲ့ဂဒင်ဘက်ကိုတက်တက်ချိန်ထားပြီးတော့ မော်နီတာကိုလည်းပိတ်ထားတယ်။ဒါပေမဲ့အလိုအလျောက်ပေါ့နော်လက်ခံမဲ့စနစ်ဖြစ်တဲ့ auto accept ကိုတော့သူဖွင့်ထားခဲ့ပါတယ်။ကံကောင်းချင်တော့တေလာကဒါရန်ရဲ့ Twitter ကိုစောင့်ကြည့်နေခဲ့လို့အဲ့ဒီအစီအစဉ်ကိုကြိုသိသွားတယ်။ဒါနဲ့တေလာကချက်ချင်းပဲအဆောင်မှုပေါ့နော်ဒီ resident advisor လို့ခေါ်တဲ့ Rahi Grovasi ကိုတွားပြီးတော့တိုင်မင်းတယ်။ Rahi ကအစီရင်ခံစာရေးပြီးတော့အတိုင်ကြားဖို့အကြံပေးခဲ့ပါတယ်။ဒီလိုနဲ့တေလာကအခန်းကိုပြန်လာပြီးတော့ ဒါရန်ရဲ့ကွန်ပျူတာမီးဂျိုးတွေကိုဖြုတ်ပစ်လိုက်တယ်။ဒါကြောင့်ပဲဒါရန်ရဲ့ live လွှင့်မဲ့အစီအစဉ်ပြတ်သွားခဲ့တာပါ။အဲဒီညမှာ Michelle Bach ကအခြေအနေမကောင်းမှန်းသိလို့ပေါ့နော်။စောစောပြန်သွားတယ်။ဒီလိုနဲ့ September 22ရက်နေ့မနက်7:00နာရီကျော်မှာတော့ Taylor ကအဆောင်မှု Rahi C ကို email ပေးပို့ပြီးတော့တရားဝင်တိုင်ကြားလိုက်ပါတယ်။ကျွန်တော်ရဲ့လွတ်လပ်ခွင့်ကိုချိုးပေါက်ခံရတယ်လို့ခန်းစားရတယ်။ဒီလိုရိုင်းဆိုင်တဲ့သူနဲ့အခန်းအတူမနေကျင်တော့ပါဘူးလို့ရေးသားခဲ့တယ်။ဒီလိုနဲ့မနက်မိုးလင်းတော့ အဆောင်မှုကနေပြီးတော့ဒါရန်ကိုခေါ်တွေ့ပြီးတော့အမှုဖွင့်ခံထားရကြောင်းပေါ့နော်အတိပေးခဲ့တယ်ဒါရန်ကလန့်သွားပြီးတော့သူ့ရဲ့အထောက်အထားတွေကိုဖျောက်ပြက်ပစ်ဖို့စ조사တယ်တေလာကို live လွှင့်ဖို့ပေါ့နော်စိန်ခေါ်ထားတဲ့ trick တွေကိုဖျက်ပစ်လိုက်ပြီးတော့ငါမှားတင်လိုက်တာပါဆိုတဲ့ပုံစံမျိုးပြောင်းရိပ်ခဲ့ပါတယ်အဲ့ဒီနေ့ညနေပိုင်းမှာ တေလာက George Washington တရားပေါ်ကိုရောက်သွားခဲ့တယ်။ည၈နာရီခွဲကျော်မှာ Facebook ပေါ်မှာနှုတ်ဆက်စကားရေးသားပြီးရဲ့နောက်မှာတော့ တံတားပေါ်ကနေခုံချပြီးတော့သူ့ရဲ့ဘွားကိုအဆုံးစီရင်သွားခဲ့ပါတယ်။တေလာတံတားပေါ်ရောက်နေတဲ့အချိန်မှာဒါရန်စီက message တွေဝင်လာတယ်။ဒါရန်ကငါတောင်းပန်ပါတယ်။ငါမင်းကို spy လုပ်တာမဟုတ်ပါဘူး။ကွန်ပျူတာဆန်းနေတာ။မင်းလိန်တူစိတ်ဝင်စားတယ်ဆိုတာကိုငါလက်ခံပါတယ်ဆိုပြီးတော့ရှေလျားစွာရှင်းပြထားပါတယ်။ဒါပေမဲ့တေလာကတော့ပြန်ပြီးတော့အစာမပို့နိုင်တော့ဘူး။ဒီ message တွေကဒါရန်ကသူ့ရဲ့အပြစ်လွတ်အောင်ကြိုးတင်စီစဉ်ပြီးတော့ ပို့ထားတာလားတကယ်နောင်တရတာလားဆိုတာကတော့မေကွန်ထုတ်စရာတွေအဖြစ်ပဲကြံရစ်နေခဲ့ပါတယ်။တေလာတည်ဆုံးသွားပြီလို့တည်င်းထွက်လာတဲ့အချိန်မှာတော့ဒါရန်ကသူ့ရဲ့တငယ်ချင်းတွေကိုငါရဲ့အခန်းပေါ်ကတော့ကိုကကိုအဆုံးစီရင်သွားတယ်။သူကတငယ်ချင်းမရှိတဲ့အကောင်ဆိုတော့သူအခုလိုလှုပ်သွားတာလေအတိတ်ပဲရှိပါတယ်ဆိုပြီးတော့ရက်ဆက်စွာပြောဆိုခဲ့ပါသေးတယ်။ ရဲရင်စစ်ဆေးတဲ့အခါမှာတော့ဒါရန်နဲ့မော်လီတို့ကအမှန်တရားကိုဖုံးကွယ်ဖို့စူးစမ်းခဲ့ကြတယ်။ဒါရန်ကသူ့ရဲ့ပစ္စည်းတွေပျောက်မှဆိုးလို့ပေါ့နော်။အခုလိုမျိုးအဝက်ကမ်ကနေစောင့်ကြည့်တာပါ။တေလာနဲ့ဒီမီရှယ်တို့ရဲ့လင်းကိစ္စကိုကြည့်ချင်လို့မဟုတ်ပါဘူးဆိုပြီးတော့လိန်ညာထွက်ဆိုတယ်။ဒါပေမဲ့တက်တဲ့အထောက်အထားတွေရတော့ကွန်ပျူတာကိုတေလာကသာပိတ်ခဲ့တာဖြစ်ပြီးတော့ဒါရန်ရဲ့ဝက်ကင်မရာကဆိုရင်လေတေလာရဲ့ဂတင်ဘက်ကိုတက်တဲ့ကြီးချိန်ထားတာကိုတွေ့ရှိခဲ့ရပါတယ်။ ဒီအမှုကကဘာတဝန်းလုံးကိုတုံ့လုံစေခဲ့ပြီးတော့ LGBTQ လူငယ်တွေရဲ့လွတ်လပ်ခွင့်နေ online အနိုင်ကျင့်မှုတွေနဲ့စိတ်ပိုင်းဆိုင်ရာကိစ္စရပ်တွေကိုကြေကြေပြန့်ပြန့်ဆွေးနွေးစရာလည်းဖြစ်လာခဲ့တယ်။လူအများကတော့တကယ်လို့တေလာတာမိန်းကလေးတစ်ယောက်နဲ့အတူရှိနေခဲ့တာဆိုရင်ဒီလိုအဖြစ်ဆိုးမျိုးကြုံရမှာမဟုတ်ဘူးဆိုပြီးတော့လေတုံ့တက်ခဲ့ကြတယ်။ Darren Ravi ကိုအေးအေးယူဖို့အစိုးရရှိနေရီအတွက်လည်းစိန်ခေါ်မှုကြီးအကြီးအကျယ်ဖြစ်ခဲ့ရပါတယ်။ အမေရိကန်ဥပဒေအရတစုံတယောက်ကိုလူသတ်မှုနဲ့ပေါ့နော်ဆွဲချက်တင်ဖို့အတွက်ဆိုရင်တရားခဏ်ရဲ့လောက်ရကတေဆုံးသူရဲ့တေဆုံးမှုကိုတိုက်ရိုက်ဖြစ်စေချောင်းတက်တည်ပြရမှာပဲဖြစ်ပါတယ်ဒါပေမဲ့တေလာမာကဒါရန်နဲ့မတွေ့ခင်ခရဲကစိတ်ကြတာတွေသူ့ကိုယ်သူအဆုံးစင်ရလို့တဲ့အတွေ့အကြုံအများကြီးရှိခဲ့ကြောင်းကိုလည်းတွေ့ရှိခဲ့ရတယ်။တေလာရဲ့ကွန်ပျူတာထဲမှာဆိုရင်ငါဝမ်းနေတယ်။ဘာလို့အရာအလုံးကဒီလောက်နာကျင်ရတာလဲဆိုတဲ့အကောင်းစင်တက်ထားတဲ့စာတွေကိုလည်းတွေ့ရတယ်။ ်ငါ့ကိုဖယ်ထုတ်လိုက်ချင်တယ်ဆိုတဲ့စာသားများကိုလည်းတွေးကြည့်ခဲ့ရပါတယ်။ဒါကြောင့်ဒါရန်ကိုလူသက်မှုနဲ့တရားစွဲဆိုလို့မရနိုင်ခဲ့ပါဘူး။ဒါပေမဲ့လည်းပုပ်ကိုရေးလွတ်လပ်ခွင့်ကို ချိုးဖောက်မှုတက်သေးဖျောက်ပြတ်မှုနဲ့လင်းစိတ်တိမ်ညွတ်မှုအပေါ်မှာအခြေခံပြီးတော့ချိန်ချောက်အနိုင်ကျင့်မှုစတဲ့အမှု15မှုတို့နဲ့တရားစွဲဆိုခဲ့ပါတယ်။2022ခုနှစ်မှာတော့ဒါရန်ရဲ့ရုံးတင်စစ်ဆေးမှုကိုစတင်ခဲ့တယ်။ သူ့ရဲ့ရှင်နေတွေကဒါရန်ရဲ့လောက်ရက်တွေကလူငယ်တူဦးရဲ့ပေါ့နော်နောက်ပြောင်မှုတက်တက်တာဖြစ်ပြီးတော့မုံတီးမှုမဟုတ်ပါဘူးဆိုပြီးတော့အခုခံခြေပခဲ့ကြပါတယ်ဒါရန်ကိုရိုင်းကလည်းတရခွင်အတွင်းမှာစိတ်မဝင်စားသလိုနေထိုင်ပြီးတော့တခါတရံမှာဆိုရင်အိတ်ငိုက်နေတတ်တာကိုလည်းတွေ့ရတယ်နောက်ဆုံးမှာတော့ဂျူရီလူကြီးတွေကဒါရန်ကိုဆွဲချက်15ခုစလုံးနဲ့အပြည့်ရှိကြောင်းဆုံးဖြတ်ခဲ့ပြီးတော့ထောင်တန်ရက်30လူမှုရေးလှုပ်အားပေးနိုင်300နဲ့ ဒဏ်ငွေဒေါ်လာတထောင်ချမှတ်ခဲ့ပါတယ်။ဒီအပြစ်ဒဏ်ကဆိုရင်ဒါရန်ရဲ့လုံရက်နဲ့ရှင်လိုက်မယ်ဆိုရင်အယံကိုပေါ့ပါလွန်းနေဆိုပြီးတော့ဝေဖန်ခံခဲ့ရတယ်။ဒါရန်ကထောင်အယက်20ပဲကြာပြီးတော့စောစောစီးစီးလွတ်မြောက်လာခဲ့တယ်။နောက်ပိုင်းမှာဆိုလို့ရှိရင်လည်းအယူခံဝင်လိုက်တဲ့အတွက်ကြောင့်သူရဲ့အပြစ်ဒဏ်တွေတဲကအချို့ကဆိုလို့ရှိရင်လည်းပယ်ဖြတ်ခြင်းခံခဲ့ရပါတယ်။အဲ့တော့ဒါရန်ကသူ့ရဲ့လုံရက်အပေါ်မှာပေါ့နော်။နောင်တရအကြောင်းပြောနေပေမဲ့ တေလာတည်ဆုံးမှုကလည်းသူနဲ့မသက်ဆိုင်ဘူးတေလာမှလည်းအခြားအပြစ်ဒဏ်တွေအများကြီးပေါ့နော်ရှင်းနစ်နေပြီးသားဖြစ်ကြောင်းလည်းပြောဆိုခဲ့တယ်ငါကလည်းသူ့ဘဝရဲ့အရေးမပါတဲ့အပိုင်းစာလေးတစ်ခုပါဆိုပြီးတော့ပြောဆိုခဲ့ခြင်းကတေလာရဲ့မိသားစုကိုပို့ပြီးတော့နာကျင်စေခဲ့ရပါတယ်တီလာရဲ့အကိုဖြစ်သူ James ကဒါရန်ရဲ့ပေါ့နော်စကားတွေကိုပြင်းထန်စွာ တုံ့ပြန်ခဲ့တယ်။တီလာမတည်ဆုံးခင်နောက်ဆုံးတွေ့သွားတာကမင်းရဲ့ Twitter လေး ဘလို့လို့မင်းကအေးမပါရမှာလဲဆိုပြီးတော့မိကုံးပြန်ထုတ်ခဲ့ပါတယ်။တေလာရဲ့မိခင်ဖြစ်သူဂျိန်းကလမတီကလည်းတားဖြစ်သူတေဆုံးပြီးရဲ့နောက်ပိုင်းမှာတော့သူ့ရဲ့ဘာသာရေးအယူအဆတွေနဲ့လင်ပိုင်းဆိုင်ရာ ခံယူမှုသဘောထားတွေပြောင်းလဲသွားခဲ့ပါတယ်။သူတို့မိသားစုကဆိုရင်လေတေလာကို အရင်တုန်းကပေါ့နော်လက်မခံနိုင်ခဲ့တဲ့ဖခင်เจ้าကနေထွက်ပြီးတော့အခုအခါမှာဆိုရင်လေဂျိမ်းက LGBTQ အခွင့်အရေးလှုပ်ရှားတဲ့သူတယောက်ဖြစ်လာခဲ့ပါတယ် ဂျိမ်းကဆိုရင်တေလာကလမက်တီဖောင်ဒေးရှင်းကိုတည်ထောင်ခဲ့ပြီးတော့အနိုင်ကျင့်ခံရမှုတွေနဲ့ခွဲခြားဆက်ဆံမှုတွေကို တိုက်ဖြတ်လျက်ရှိပါတယ်။လင်းပိုင်းဆိုင်ရာစိတ်ဝင်စားမှုဆိုတာကရွေးချယ်ခွင့်ရတဲ့အရာမျိုးတော့မဟုတ်ပါဘူး။ဒါကိုပြောင်းလဲဖို့ကြိုးစားတာကစိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေကိုပဲရစေပါတယ်ဆိုပြီးတော့ဂျိမ်းကအခြားမိဘတွေကိုလည်းအကြံပြုခဲ့ပါတယ်။ တေလာကလမက်တီရဲ့ဖျက်ကားဆိုရင်အမေရိကန်တဝင်းမှာအနိုင်ကျင့်မှုတိုက်ဖျက်ရေးဥပဒေတွေကိုပုံမတင်းကျပ်လာစေဖို့လဲတွန်းအားတစ်ခုဖြစ်စေခဲ့တယ်။နာမည်ကျော်စိတ်ပညာရှင် Friend Baron ရဲ့စကားဖြစ်တဲ့တပားသူရဲ့ဂုံတိတ်ခါကိုဘယ်တော့မှမဖျက်ဆီးပါနဲ့။ဒါကသင်အတွက်ဘာမှမဟုတ်ပေမဲ့သူ့အတွက်ကတော့အရာအားလုံးဖြစ်နေတတ်ပါတယ်ဆိုတဲ့စကားကဒီဖျက်ကနေရရှိလိုက်တဲ့အကြီးမားဆုံးသင်ငန်းစာပဲဖြစ်ပါလိမ့်မယ်။ဒီဖျက်မှာဇလန်းလေးကတော့ခင်မီနီးပညာရဲ့အစိုးကျတွေ လူမှုကွန်ရက်ပေါ်မှာအနိုင်ကျင့်မှုတွေနဲ့လူတဦးတယောက်ရဲ့စိတ်ပိုင်းဆိုင်ရာ ထိခိုက်လွယ်မှုတွေကိုမီးမောင်းထိုးပြနေပြီးတော့လူတိုင်းအတွက်လည်းသင်ကန်းစာယူစရာဖြစ်ရက်တစ်ခုအဖြစ်ကြံ့ရစ်နေပါတယ်လို့ပြောရင်းနဲ့ဒီနှစ်ဖြစ်ရက်မှအကြောင်းလေးကိုတော့ဒီမှာပဲရက်နာခွင့်ပြုပါရှင်။အဆုံးထိနားထောင်ပေးတဲ့တဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။အားလုံးဘေးကင်းပြီးတော့တာယာသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။